်မင်္ဂလာပါရှင်24ရက်နေ့မှာ30ရက်နေ့ဒီတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေများအလုတ်တပတ်သက်ပြီးတော့လုပ်ငန်းလေးတွေပေါ်စီမိအယောင်းဝယ်တွေအရန်ကောင်းနေအလုတ်လုပ်တဲ့အခါမိမိကိုယ်တိုင်ကယုံကြည်မှု အပြည့်အဝရှိပြီးတော့မှလုတ်ကန်ခဲ့တယ်ဆိုရင်ဒီတစ်ပတ်တာမှာအလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိစေမယ်အလုတ်ကန်အားတွေကောင်းစေတယ်အလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာကြည်လူအားမေးတစ်ပတ်တာလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းများအလိန်ခံတက်ပါတယ်ဂယုစိတ်ပါနော်မိတ်ဆွေပေါင်းတွေနဲ့ပတ်သက်ပြီးတော့ကြောက်ချတာမျိုးတွေပြောဆိုခံရတဲ့ဒါလေးကိုတရေထားပေးပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စစီစဉ်တဲ့အရာလည်းအဆင်ပြေမေးနောက်အိမ်ရောင်းဝယ်ရေးအကျိုးပေးမေးအိမ်နဲ့ပတ်သက်ပြီးတော့ဒီစာချုပ်ချုပ်ဆိုတဲ့ကိစ္စလေးတွေမှာလက်မှတ်ထိုးတဲ့အခါလည်းအဆင်ပြေချုံးဝေစေတယ်ဒါလေးတွေ့ရပါတယ်ချွေမြူသားချင်းစီမှာမမျော်လိနဲ့အကူကြီးထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အတိုက်ခိုက်တွေတော့များနေပါတယ်သတိထားပေးပါနော်။ဒီတစ်ပတ်တာမှာမိမိဒီဘာလေးပဲလုံလုံအတိုက်ခိုက်တွေကြားရနေပြီးတော့မှာ ဖောက်ထွက်ပြီးတော့မှအလုံးလုံးဝမေးလို့တွေ့ရပါတယ်။အချီးတဲ့ပတ်သက်ပြီးတော့အချီးမှာစိတ်ညစ်ရတာ၊မိုးကျင့်ရတာမိမိချစ်သူကမိမိကိုအဆက်အသွယ်ဖြတ်ထားတာဒီလိုလေးတွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်နူးကြီးမှာအိမ်ဘူးအိမ်ဆူလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်အဓိကတော့ မိမိဒီခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်တဲ့ယောဂါမျိုးမဟုတ်ဘဲနေပြင်ပမှာဒဏ်ရာတချက်တည်းရတာမျိုးဒါလေးတော့သတိထားပေးပါနော်အေးချမ်းချင်းငြိမ်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်ကိုဘာလေးပဲလှုပ်လိုက်လှုပ်လိုက်၊ဘာလေးပဲပြောလိုက်ပြောလိုက်၊ကိုလှုပ်လိုက်တဲ့အရာ ပြောလိုက်တဲ့အရာလေးတွေမှာအမြဲတမ်းကိုယ့်ကို န်လန်တိုက်စီတာမျိုးအောက်လက်ငယ်သားနဲ့ပြောရင်လည်းအောက်လက်ငယ်သားကိုကန်လန်တာအထက်လူကြီးနဲ့ပြောပြီးဆိုရင်အထက်လူကြီးကကိုပြောတဲ့အရာလေးတွေကိုလက်မခံမဲနဲ့နှစ်ချိန်နှစ်ခါပြောမှအဆင်ပြေတာဒီလိုလေးတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီတုကံဆိုင်မယ်ဆိုရင်တော့6တလုံးထီတုကံဆန်လို့ရပါတယ်။ရားစရာရှိတဲ့ငွေကြီးလေးတွေ ရက်တန့်နေပြီးတော့မှကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ညံအားနဲ့ဒီတစ်ပတ်တာမှာစွမ်းဆောင်တဲ့ငွေကြေးပမာဏတွေဝင်လာမယ်လို့တွေ့ရပါတယ်အောင်ရပတ်သက်ပြီးတော့ပူပန်စရာတွေကိုကြည့်လိုက်တဲ့အခါမိမိတီကိုလှုပ်ဆောင်ရတဲ့အရာလေးတွေမှာကိုလှုပ်နေတဲ့တန်လန့်နဲ့စိတ်ကုန် စိတ်ပြက်သွားတဲ့အထီကို ဖြစ်တတ်ပါလေဒါကြောင့်မို့လို့အလုံးမဆွေးရှိပါတိခံပါစိတ်ရှိပါဒါလေးတွေနေဒီတပတ်တာမှာဖြတ်တန်းသွားမယ်ဆိုရင်အရာအားလုံးကိုအစီပြေသွားလုပ်နိုင်မိထင်မှာပါပါတယ်ဒီတော့တနည်းဦးနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရရာကောင်းလေးချင်မှပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆိုရင်ဒီတစ်ပတ်ပြုလုပ်ဆောင်ရမယ့်ရည်ရည်လေးကမွေးနံထောင်းကိုသွားပါဖခင်တဆူဆူရဲ့မွေးနံထောင်းကိုသွားပြီးတော့ ရဲအဖြူရောင်လေးကိုးချောင်းကိုလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမိတွေ့ရပါလေရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့ထိတင်းလာသားသမီးချင်းမိဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါလေရှင်။တင်းလာသားသမီးချင်းမိဆွေ ဒီဒီဘက်မှာအလုံးပြတ်ပတ်သက်ပြီးတော့အခက်အခဲတွေရှိတယ်။အတိုက်ခံတွေအများများမေးမိမိလုံဆောင်ရေးအခါမှာအဖြစ်အတော့တွေတအားများတယ်လို့တွေ့ရတယ်။အယောင်းဝယ်ဆိုရင်ရောင်းပန်းဝယ်ပန်းတွေကျဆင်းတာမျိုးကိုကကိုရောင်းတဲ့ပစ္စည်းတွေ၊ကုန်ပစ္စည်းတွေပြတ်သွားတာမျိုးအဲ့ဒါလေးလည်းတွေ့ရပါတယ်နော်။တံမိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိပါတယ်။ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာမကောင်းကျန်တာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်ဒါကြောင့်အပေါင်းသင်းတွေပေါင်းသင်းတဲ့အခါမိမိဘက်ကစကားပြောဆိုတဲ့အခါမှာနှုတ်တွေမကြုံသွားဖို့ဒါလေးကိုမှာကျင်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအစဉ်ပြေပါလိမ့်မယ်။အိမ်ရောင်းတာ၊အိမ်ဝယ်တာ၊အိမ်စာကျုပ်ချုပ်ဆိုတာ၊အိမ်ပြင်တာ၊အိမ်ဆောက်တာဒါလေးတွေအားစအိမ်ကိစ္စလေးတွေအလုံးစုံအစဉ်ပြေမယ်လို့တွေ့ရပါတယ်။ ရှင်ယူသားချင်းရဲ့မထင်မှတ်တဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝလုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့အေးချမ်းနေပါလိမ့်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာသာရေးသာသနာရေးအလှူဒန်းလေးတွေနဲ့လှုပ်ရှုပ်နေမှာပဲဖြစ်ပါတယ်။ကျမအင်းရဲ့ပတ်သက်ရင်တော့ဂယုစိုက်ပါမိမိအနေနဲ့ခါးတွေကြိုက်တာခါးတွေနာတာဒါမျိုးလေးဖြစ်တတ်ပါတယ် အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့မိမိအနေနဲ့ကံအားနေပါတယ်။ဒါ့ပြင်မဲ့မဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့တစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝင်လာတဲ့ငွေကြီးတွေငွေမမြဲတာမျိုးဖြစ်တတ်ပါတယ်နော်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီဒီတစ်ပတ်မှာ ဘာလေးပဲလုံလို့စကားပြောတာဆိုတာအစသွားတာလာတာအစနေတာထိုင်တာအစနည်းနည်းပို့ပြီးတော့ဂယုဆိုင်ပါဘာကြောင့်လဲဆိုတော့ယုံမြေကနာနဲ့ပတ်သက်တာလေးတွေကိုပြောဝါဆိုဝါလိုအပ်ကံရရေဆိုင်ရတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့အတွက်တန်ထောက်ခံပြည့်စည်တဲ့ရေရရာကောင်းလေးဆံမပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေဒီဒီဘက်မှာပြုလို့ဆောင်ရွက်ရမယ့်ရေရရာကမိမိနေအိမ်ကဖះမှာ မုံလက်ဆောင်တပတ်ကံလူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လည်သောမင်းလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှ30ရက်နေ့ကြီးတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အလိညာရေခံရတဲ့ပါရီအလုတ်ပါမျက်နှာပြည့်စရာတွေနာမည်ကုန်သိခါကြားစရာတွေကျောင်းဝတ်တက်တယ်ဒါလေးကိုသတိထားပါနော်။ တံမွေးကြီးသောပစ္စည်းများထွက်တတ်ပါတယ်ပျောက်တတ်ပါတယ်ဂိယူဆိုင်ပါနော်မိစေပေါင်းတဲ့ဆရာသမားတွေရဲ့ကူညီထောက်ပံ့မှုမဆောက်မှုတော့ရရှိမှုတွေ့ရပါတယ်အိမ်ကိစ္စများအဆင်ပြေပါလိမ့်မယ်အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်တဲ့အရာအကြီးကြီးတွေကအကူအညီပေးတာအစားကြည်လင်မယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းများကြားတပါးရှင်အတိုက်ခိုက်ရှိပါတယ်မိမိအပေါ်မှာ မလို့တမာမှုတွေမနာလိုမှုတွေဒါလေးတွေခံရတဲ့တယ်အဲ့တော့ရန်ရှာတာပြဿနာရှာတဲ့အခြေအိုဖြစ်တဲ့တယ်အဲ့ဒါလေးလည်းသတိထားပါနော်အခြေအနေပတ်သက်ပြီးတော့မိဘအကြီးအကဲတွေကိုပြန်လည်ပြီးတော့ကြည့်ရှုနေရတာနဲ့အခြေအနေမှာအဆင်မပြေဘူးမတရားမှုတွေကြောင်းရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ကြီးအေးချမ်းနေမဲ့တပတ်တာပါ ကျမအင်းနဲ့ပတ်သက်ရင်တော့ဘေးဝဆိုင်ပါဖြစ်လာရင်အေးအပူရှက်တာတို့အေးပတ်တာတို့ပေါ့နော်အဲ့လိုနေထိုင်မှားပြီးတော့နေမကောင်းထိုင်မသာဖြစ်တတ်ပါလေအေးချမ်းချင်းညီချမ်းချင်းတော့ရောက်ရှိလာပါလိမ့်မယ်အဲ့တော့24ရက်နေရနေပြီးတော့24 25 26 29ဒီကို့အတွင်းဘာလိလုံလုံအခက်ခဲလေးတွေနဲ့ရောဝါဆိုရလုံးဝကန်ရကတိလင်နာလေးတွေဖြစ်တတ်တယ်အဲ့ဒီရဲ့နောက်ပိုင်းမှာတော့အဆင်ပြေသွားပါလိမ့်မယ် ကန်နဲ့ပတ်သက်ရင်တော့ကန်အားကောင်းပါတယ်။ထီတူကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတူကန်ဆန်းလို့ရပါတယ်။ဝေကြီးလက်နာပါတွေတော့ပွင့်မင်းဒါပေမဲ့ပေးရမယ့်ဟာအစင်းသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုလက်ထဲမှာမမြဲတာမျိုးတွေဖြစ်တတ်ပါတယ်။အာလုနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပေးကြည့်လိုက်တော့ကိုလုံနေတဲ့နေရာလေးတွေကိုတော်နေတဲ့အရာလေးတွေကိုပြောနေတဲ့ဒီစကားလုံးလေးတွေမှာ အမားပါသွားတဲ့တည်းအဲ့တော့အမားပါသွားတဲ့တည်းဆိုတော့ဒီတစ်ပတ်မှာကိုသည် အနေတိုင်းအပြောအဆိုကိုစင်ချင်ပါအထူးသဖြင့်အပြောတွေပြောမှားသွားတာစူမှားသွားတာမျိုးတွေမဖြစ်ပါစေနဲ့ဒါဆိုရင်တော့ဒီတစ်ပတ်တာမှာကိုလုပ်ချင်တဲ့အရာလေးတွေကိုလွဲကူအစီပြေစွာ လုပ်ရမယ်တယ်မှာပါပါတယ်ဒီတော့အင်္ဂါသားသမီးချင်းပိဆွေတွေကံအထောက်ပံ့ပြည့်စည်တဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ် ။အင်္ဂါသားသမီးချစ်မိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရာကအိမ်ဖျားမှာအုံလို့ကြောက်ကြောတပတ်ကံလူတိုင်းချင်းဖြစ်မိမိခက်ခဲနေသောအခက်ခဲအလုံးပြည့်လေသောမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့အထိတပတ်တာဗုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားကြီးကောင်းပါလိမ့်မယ်အလုပ်ကနေပြီးတော့ နှစ်ခုနှစ်မျိုးစုံဖြစ်ရတာမျိုးကြုံရတဲ့တည်းဝင်းဝေးနှစ်လမ်းဝင်မယ်လို့လည်းတွေ့ရပါတယ်။တန်မှုကြီးသောပစ္စည်းတော်ထွက်တတ်တယ်နော်။မိစေပေါင်းတဲ့တွေနဲ့အကူကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ပျော်ရွှင်စွာခီးသွားတာမျိုးလည်းကြုံရတတ်ပါတယ်။အင်္ဂိစာနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာနောက်ဆန်တင်းစရာလေးတွေကြုံရတတ်ပါတယ်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုမကူညီတဲ့အပြင်အပြစ်ပြောတာမျိုးတွေခံရတဲ့တည်းဒါကြောင့်မိမိစိတ်ပါနော်ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်တတိထားပါမိမိအနေနဲ့ကိုကလေတခုခုလှုပ်တော့မေးဆိုရင်ကိုလှုပ်နေတဲ့အရာတွေကိုအတိုက်ခိုက်တွေအများများတာအဲ့လိုအခက်ခဲတွေကြားနေကိုကဖောက်ထွက်ရတာဒီလိုလေးကြောင့်ရတဲ့ပါတယ် အချီးအီးနဲ့ပတ်သက်ပြီးတော့အချီးအီးမှာအဆင်မပြေမှုတွေကြုံရမေးအင်ဂျော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြမှုတစ်ခုပြီးတစ်ခုဖြစ်ပေါ်တတ်ပါလေကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုတော့မတွေ့ရသေးဘူးဘာကြောင့်လဲဆိုတော့ကိုကအလုံးလုံးနေရတဲ့အခါမှာအရာအလုံးကိုတွတ်တွတ်လက်လက်နဲ့ ဖြတ်ခနဲ့ပေါ်ဆက်ခနဲ့လို့ပေါ့နော်ဒီလိုအလုပ်ကလေးတွေကိုတောင်းလျှောက်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့မအေးချမ်းသေးဘူးတွေ့ရပါတယ်။ကဲနဲ့ပတ်သက်တော့အားနေပါတယ်သို့ပေမဲ့ဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့သုံးညတလုံးဒီတို့ကန်ဆယ်လို့ရပါတယ်။ဝင်လာတဲ့ငွေကြီးတွေအဖက်မတင်တာမမြင်တာမျိုးတွေဖြစ်တတ်ပါတယ်။အလုံးကိုပူပန်မှုတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအကြီးကြီးအတွက်ပူပန်ရမယ်လို့တွေ့ရပါတယ်။ဒီတော့ ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေကံထောက်ခံဖြစ်စေတဲ့ရေရာကောင်းလေးဆရာမအပေးချင်ပါတယ်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကငားလေးတွေလှုပ်ပေးပါ။အဲ့တော့ဘဏ္ဍကောင်ပဲဖြစ်ဖြစ်မိမိစိတ်ထဲမှာကိုငါလှုပ်ချင်တယ်ငါကောင်လှုပ်ချင်တယ်ကိုကောင်လှုပ်ချင်တယ်ကိုလှုပ်ချင်တဲ့စိတ်ဆန္ဒရှိတဲ့အတိုင်းကိုငါလှုပ်ချင်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည့်ခဲ့သောမိန်းလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှ30ရက်နေ့ထိ တပတ်တာဇာတာပတိသာသမိချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။ဇာတာပတိသာသမိချင်းမိတ်ဆွေ အလုတ်မှာအတိတ်ခံများသလောက်မိမိကအယံအောင်မြင်နေမယ်လို့တွေ့ရပါလိမ့်။တန်ဖိုးကြီးတော့ပစ္စည်းများဝင်လာမှာပဲဖြစ်ပါလိမ့်။မိတ်ဆွေရဲ့ပေါင်းတဲ့ပတ်သက်ရင်တော့လုံးဝလုံးဝမယုံကြည်ရပါဘူး။ ိမ်နဲ့ပတ်သက်ပြီးတော့စိတ်ပြပါရတယ်များနေရပါလိမ့်မယ်။ဆွေယူသားချင်းနဲ့ပတ်သက်ရင်သတင်းကောင်းတွေကြားမှာပဲဖြစ်ပါတယ်။ရန်အနေရရှိပါတယ်သတိထားပါနော်။အချီးအင်းနဲ့ပတ်သက်ပြီးတော့လုံးဝစိတ်တိုင်းမကြဘူး။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရနေမယ်တပတ်တာပါ။ကျမအင်းရဲ့ပတ်သက်ရေးစိုးချုံလုံးဝမရှိပါဘူးရှင်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပြီးတော့ကံအားတွေပွင့်လာမယ်တပတ်တာလို့တွေ့ရပါတယ်။ချီချိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီတို့ကန်ဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါများပွင့်လန်းရှင်လန်းမယ်တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိဒီအလူအတန်းနေနဲ့အလုံးရှုပ်နေတာမျိုးမိမိကိုယ်နိုင်ကလည်းပဲတကယ်လှူလာဖို့အတွက်လှူပြစ်ဖို့အတွက် လူမယ်ဆိုတဲ့ဆန္ဒကြီးကြီးမားမားဖြစ်သွားတာမျိုးအဲ့တော့မမျော်လင့်ပဲနဲ့လည်းပဲဒီအလူလူပြစ်သွားတယ်အဲ့ဒီလိုလေးတွေ့ရပါတယ်အဲ့တော့ကောင်းသောအလူတို့လည်းမြင်ပါတယ်ဒီဘဝတာမှာဇာတာပိသာသမီးချင်းမိတ်ဆွေအတွက်ကံအထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆံမပေးချင်ပါတယ်ဇာတာပိသာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယရိယာကမိမိအနေနဲ့စာကလေးအိမ်ကိုအစဉ်ပြေတဲ့နေရာလေးမှာချိတ်ဆွဲပြီးတော့ထူထမ်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့ထိတပတ်တာတောက်ကြတာသတိချင်းမိဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြတာသတိချင်းမိဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ကန်ဒီညံ့နေပါတယ်။အလုတ်ကန်ဒီမကောင်းဘူး။ဒါကြောင့်သတိလေးထားပြီးတော့လုပ်ပါ။တမိုးကြီးရဲ့ပစ္စည်းမမျောလိမ့်မယ်နဲ့ဝင်လာလို့ရှိပါတယ်။ မိတ်ဆွေကံဆရာသမားကံ အကူအညီကောင်းတွေရရှိစီမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရများကြည်နူးစရာ စိတ်ချမ်းသာစရာတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အစိတ်ပူပန်မှုတွေကြုံတွေ့ရမှာပဲဖြစ်တယ်ရန်အန်ဒီရေဆိုးချိုးလုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းနေတဲ့အေးချမ်းနေတဲ့လူတွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကြည်တူးပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးလူတွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်စိုးကြိုးလုံးဝမရှိပါဘူး။ရခင်ကနေကကျမကြီးဝေဒနာခံစားနေရတဲ့သူရှိခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်တာမှာအနာနဲ့စိတ်နဲ့တွေ့ရှိသွားမယ်လို့မြင်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတွေမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ အလုံမှခက်ခဲစေတဲ့အတွက်ကြောင့်မို့လို့မအေးချမ်းဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေပါတယ်။ထီထိုးကံဆန်းရှင်နေဆိုရင်တော့ရှစ်တလုံးကိုထီထိုးကံဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့သူတစ်ပါးကမိမိကိုလိမ်လည်တာခံရတဲ့တည်းအဲ့တော့ငွေအလိမ်မခံရအောင်တတိလေးထားပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိဒီအမြင်နဲ့သူတို့ဘာအပေါ်မှာလူလီသေးမရှိဘူးကောင်းပြီတယ် နောက်ပါဠိပဲဖြစ်ဖြစ်စိတ်ဆန္ဒကလည်းသူများအပေါ်မှာအလိုလိုက်တဲ့တဲ့အချင်းရှိတယ်။အဲ့လိုတွေအလိုလိုက်ပြီးပြီးတော့ကောင်းပေးနေပါလေရဲ့နေကိုယ်မကောင်းမျက်နှာလေးခံရတတ်ပါလေ။ဒီတော့တောက်ကြသားသမီးချစ်မိတ်ဆွေ တွေအဲတောက်ပတ်ဖြစ်စေတဲ့ရည်ရာကောင်းလေးဆင်မပေးခြင်းပါလေ။တောက်ကြသားသမီးချစ်မိတ်ဆွေ ပြုလုပ်ဆောင်ရမယ့်ရည်ရာကရည်တူပေးပါလိုအပ်နေသောနေရာလေးမှာ ရေကုတို့လူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားမည်လို့တွေ့ရပါတယ်ရှင်။တင်္ဂလာပါရှင်။24ရက်ဒီမှာ30ရက်ဒီဒီတပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာပြဿနာရှိပါတယ်သတိထားပါနော်။တန်မိုးကြီးသောပြည်စီများထွက်တတ်ပါတယ်။ မိတ်ဆွေဆရာသမားတွေရဲ့ကူညီပါစထောက်ပံ့ခြင်းတွေရရှိမှာပဲဖြစ်ပါတယ်။အိမ်ကိစ္စများကြည်လူစရာစိတ်ချမ်းသာစရာတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုလေးတွေဒါလေးတွေကြားတက်ပါတယ်။အတော့ငွေကြေးကိစ္စလေးတွေကအစားပြောဆိုရတဲ့အခါလေးတွေလေးစိတ်ဝမ်းကွဲစေတာမျိုးတွေကြုံရတတ်တယ်။အဲတော့ဆွေမျိုးသားချင်းနဲ့မိမိနဲ့ကြားထဲမှာစိတ်ဝမ်းတွေကွဲသွားတတ်ပါတယ်။ စိုးဝါးတဲ့အတိုက်ခိုက်မျိုးလုံးဝမရှိပါဘူးရှင်။နောက်ပြီးတော့ရန်အန်ရည်လည်းမရှိပါဘူး။မိမိကိုသူတစ်ပါးကညှိုးနေတာမျိုးလည်းမတွေ့ရပါဘူး။အချီးအင်းနဲ့ပတ်သက်ရင်တော့ချစ်သူနဲ့ကိုယ်နဲ့ကြားထဲမှာစိတ်ညစ်စရာစိတ်ဆိုးစိတ်ကောက်တာတွေကအများများနေပြီ။အဲ့လိုတွေတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေစကလုံးလေးတွေကိုအကြောင်းပြုပြီးတော့မှတကြက်ကြက်စကားများနေရတတ်ပါရဲ့။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခရူးဆိုင်ပါအဓိကတော့ယုတ်တိရဲ့ဖြစ်စီချက်တွေအနေရည်လေးတွေကိုတွေ့ရပါတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ကျမ်းမာရေးညံ့တက်ပါတယ်သတိထားပါနော်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ်ဒီဘက်တာလို့တွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်သို့ပေမဲ့ဒီတူကန်ဆန်းချင်နေဆိုရင်တော့လေးတလုံးဒီတူကန်ဆန်းလို့ရပါတယ်ငွေကြီးလက်လာပါတယ်ရွှင်လန်းလာမယ်ဒီဘက်တာပါ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ကံတော့ပတ်ပြည့်စီတဲ့ရရရာကောင်းလေးဆံမပေးချင်ပါလေစနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ရရရာလေးကတန်ဃာတော်ဖုံဖုံတစ်ပါးကိုမိမိကြိုက်နှစ်သက်ရာဟင်းလျာကိုကြာကြာနာနာ ဒီချက်သားပဲဖြစ်ဖြစ်ကိုယ်တိုင်ချက်ပြီးတော့ပဲတူတူဝယ်ပြီးတော့ပဲတူတူဟင်းလျာကိုပေါပေါတိတိလေးပြုပေးခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်